တဲဆုငိင္က Miss Grand Myanmar 2024ပြိုင်ပွဲကိုဝင်ရောက်ရှင်ပြိုင်ပြီးတဲ့အချိန်မှာပရိသတ်ရဲ့အချက်ကိုတခဲနဲ့ရရှိခဲ့သလိုဂရက်မျိုးစုံနဲ့လည်းနာမည်ကျော်ကြားသွားခဲ့တာဖြစ်ပါတယ်။အရေးချင်းကလည်းရှိသူဖြစ်သလိုသွက်လက်တဲ့အပြုမူတွေကြောင့်ဘသူမှလွယ်လွယ်ကူကူမရတဲ့မင်းမီဘဝကိုလည်းနေစင်းညခြင်းဖြစ်ခဲ့ပါတယ်။ဒီဥဆောင်တန်တန်းနေလည်းတက်စီရမလို့ပဲချက်ချင်းဆိုသလိုမင်းသမီးဖြစ်ပြီးတော့ရိုက်ကွင်းပေါ်ကိုရောက်သွားပါတယ်။အရေးချင်းမရှိတော့ဘူးလို့သဘောမချတဲ့သူတွေကဝေဖန်နေကြပါပဲ။တဲဆု ုငင်းကတော့ရုပ်ရှင်ဇာအကားကြီးတွေကိုပြုံးပြုံးကြီးနဲ့ရိုက်ကူးလို့နေတာဖြစ်ပါတယ်။ပထမဆုံးရုပ်ရှင်ဇာကားကြီးကနှစ်ကုံပိုင်းမှာစတင်ရိုက်ကူးထားခဲ့တာဖြစ်ပါတယ်။1994ရုပ်ရှင်ဇာကားကြီးကိုပထမဆုံးရိုက်ကူးတာဖြစ်ပြီးတော့အဲဒီနောက်မှာအထာရော့ထားရုပ်ရှင်ဇာကားကြီး၊မမေအချစ်ဦးရုပ်ရှင်ဇာကားကြီး၊ဖြစ်ချင်းအောင်ဟဲအလှမဲရုပ်ရှင်ဇာကားကြီးတွေကိုတလတကာနှုံးနဲ့ရိုက်ကူးနေတာဖြစ်ပါတယ်။ဖြစ်ချင်းဟုံးအဲအလှမဲဆိုတဲ့ရုပ်ရှင်ဇာကားကြီးကလက်ရှိမှာ ရိုက်ကူးနေတုံးဖြစ်ပါတယ်တလတကားနဲ့အမြန်အစံကိုရိုက်ကူးပြီးစီးလို့နေတာကြောင့်လဲသူမရဲ့အမှုပညာရေးချင်းကခေတူတယောက်မဟုတ်ကြောင်းဆိုတာကိုချီးကျူးနေကြတာ ဖြစ်ပါတယ်ဒါအပြင်သဲစုငင်းရဲ့အမှုပညာစမ်းတဲ့ကံကလည်းကောင်းလွန်လာပါတယ်ပထမဆုံးရိုက်ကူးထားတဲ့ရုပ်ရှင်ဇာတ်ကားကြီးကနလကျော်အတွင်းမှာပဲရုံတင်ပြသဖို့အတွက်ဥတီလုပ်နေပြီဖြစ်ပါတယ်ထို့လို့ရေလုံငန်းရှင်ကလည်းအမြန်စနစ်နဲ့ရုံတင်ပြသနိုင်ဖို့ကြိုးစားနိုင်တယ်လို့နောက်ွယ်ရာကြိုးစားသူတွေအကြောင်းအမြန်ဆုံးရုံတင်ပြသနိုင်တော့မှာ ဖြစ်ပါတယ် ဒါကြောင့်မို့ဒီနှစ်ထဲမှာဒဲဆူငင်းရဲ့ပထမဆုံးရုပ်ရှင်ဇာတ်ကားကြီးကိုကြီးစုခွင့်ရဖို့အခွင့်အရေးကများလို့နေပြီဖြစ်ပါတယ်။ထုတ်လုပ်ရေးလုပ်ငန်းရှင်ဘက်ကလည်း1994ရုပ်ရှင်ဇာတ်ကားကြီးကိုရုံတင်ပြသနိုင်ဖို့လာမယ့်အပတ်ထဲမှာရုပ်ရှင်ရုံပိုင်ရှင်တွေကိုပြသသွားမှာဖြစ်ပါတယ်။ရုံတင်ဖို့ဆိုရင်တော့ရုပ်ရှင်ရုံပိုင်ရှင်တွေကချိန်နှစ်သက်မှအဆင်ပြေမှာဖြစ်ပါတယ်။ရုပ်ရှင်ရုံပိုင်ရှင်တွေကထိတ်တဲမင်းမီမင်းသားတွေဖြစ်ကဇာတ်ကားလည်းကောင်းမှချိန်နှစ်သက်တာဖြစ်ပါတယ်။ဒါမှလည်းသူတို့အနေနဲ့ ်ရုပ်ရှင်ရုံဝင်ငွေကောင်းမယ်လို့ယူဆထားတာဖြစ်ပါတယ်။ဒါကြောင့်မို့လဲရွေးချယ်ပြီးတော့အရင်အဆုံးပြသတာပါ တကယ်လို့ဒေသညရဲ့ပထမဆုံးရုပ်ရှင်ဇာတ်ကားကြီးကိုရုံတင်ပြသဖို့ညင်းမယ်ဆိုရင်လေထုတ်လို့ရေးဘက်ကနေပြီးတော့ရုံငါပြီးတော့ပြသသွားမှာဖြစ်ပါတယ်။ရုံငါစနစ်ကိုအခုနောက်ပိုင်းမှာရှင်းသုံးနေပြီဖြစ်တဲ့အတွက်အလေးချပြသတာကိုစောင့်စီရမလို့ပဲကိုပြကျင်တဲ့အချိန်မှာပြသလို့ရပါတယ်။ဒါကြောင့်မို့လေဒေသညရဲ့ရုပ်ရှင်ဇာတ်ကားကြီးကလာပိုင်းတော်မကြလိုက်ပဲရုပ်ရှင်ပိတ်ကားပေါ်ရောက်ရှိလာတော့မှာဖြစ်ပါတယ်။ဒေသညရဲ့တရုပ်ဆောင်ရေးချင်းတွေကိုလည်းမြဝါထင်ထင်မြင်တွေ့ရတော့မှာပါ။ဒေသညကမင်းသမီးအဖြစ်လေ ယ်နေခြင်းညခြင်းဖြစ်ခဲ့သလိုရုပ်ရှင်ယုံတင် ပြသတဲ့အချိန်မှာလည်းလပိုင်းတော်မကြဘဲနဲ့ပြန်ဆန်လို့နေတာဖြစ်ပါတယ်။ဒါကလည်းသဲစုငင်းရဲ့အနုပညာစမ်းတဲ့ကံကောင်းတယ်လို့ဆိုရမှာပဲဖြစ်ပါတယ်။တချို့မင်းသမီးတွေမင်းသားတွေဆိုရင်တော့ ရုံတင်ပြသတဲ့နေရာမှာကံမကောင်းကြပဲနဲ့ရိုက်ကူးထားတာလပိုင်းတော်မကြသေးတဲ့ James Bond လို့မျက်စံပြီးတော့ရုံတင်ပြသတော့မဲ့သဲဆုညင်းရဲ့ရုပ်ရှင်ဇာတ်ကားကြီးကတော့တကယ်ကိုပဲအမကန်ဖြစ်ပါတယ်ပရိသတ်တို့ကိုဒီဇာတ်ကားကြီးပြသတဲ့အခါမှာကြည့်ကြမလားဆိုတော့ comment လေးထဲမှာရေးခဲ့ပေးပါဦး